စက်သားတွေအားလုံးကိုရွှေ့ပြောင်းနိုင်တဲ့ logistic supply chain network ရှိပြီလားငွေအောင်လိုက်တော့မှအကုတ်ဝင်အခုကျွန်တော်ထောက်ပြအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်အဲ့တော့အင်ကလူမဲ့သူက constant เนาะကျွန်တော် engineering တိုင်းနဲ့ပြောမယ် constant ကိန်းသေးနိုင်ငံတကာမှာထောက်ပံ့နိုင်တယ်ပြည်တွင်းမှာထောက်ပံ့တဲ့လူက constant ဖြစ်နေပြီဒါပေမဲ့လူရမယ့်အဖွဲ့တွေက variable ပေါ့เนาะအများများလာတဲ့ခါကျတော့ ိုးဖွဲကလည်းသိန်းတစ်ထောင်မပြည့်ဒီတစ်ဖွဲကလည်းသိန်းနှစ်ထောင်မပြည့်ဟိုးဖွဲကလည်းသိန်းသုံးထောင်ပြည့်သူတို့ရဲ့ target တွေမပြည့်ပဲနဲ့တစ်ခုမှလုံးမပြည့်ဘူးပြီအဲ့တော့ဒါကိုသိချစဉ်းစားဖို့လိုတယ်ဟိုဖက်ဒရယ်အစိုးရဖွဲ့ဖို့စူးစမ်းကြတယ်သူတို့ပြောနေတာကနောက်နှစ်တည်းဖြစ်မှာပေါ့ဗျာတိုင်းသားတွေအကုန်ပါပေါ့ ဒါပေမဲ့အဲဒီအစိုးရမဖွဲ့ခင်မှာ Federal လက်နက်ဒီလက်နက်စမ်းတွေထုတ်လုပ်ရေးနှီးပညာပူးပေါင်းဆောင်ရွက်မှုရပြီလားဒါကျွန်တော်ရဲ့မိကောအစိုးရခဏနေအောင်ကျွန်တော်တို့ NGO ကတော့တော်လိုင်းရေးအဖွဲ့အစည်းတွေကတိုင်းသားလက်နက်ကိုင်တွေကကိုအဲ့လက်နက်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးလက်နက်စမ်းတွေဘယ်လိုလုပ်မယ်ဆိုတဲ့ဤပညာဖလှယ်ရေး comment ဒီလိုပါမျိုးဖွဲ့ထားပြီးပြီလား ရှိဘူးထင်တယ်ကျောင်းကျနာ KNU မှာအဲ့ဒါမျိုးဖွဲ့ရှိလား KYU မှာအဲ့ဒါမျိုးဖွဲ့ရှိလား AA မှာအဲ့ဒါမျိုးဖွဲ့ရှိလားတောင်းပလောင်မှာအဲ့ဒါမျိုးအဲ့ဒါမျိုးကအစိုးရလုပ်စရာမလိုဘူးလေအောက်ခြေရနေပြီးတော့စုပေါင်းညီညွတ်ပြီးတော့တိုင်ပင်ပြီးတော့သူ့နီးပညာကိုနီးပညာဖလှယ်ပြီးတော့မင်းကမင်းကဒီပညာဒီမှာရတယ်မင်းကရံမုံဝေးမင်းကကုန်ချမ်းရှာမင်းကနေရပြီးပြီးတော့ငါတို့အဲ့ဒါတွေကိုထုတ်လုပ်ကြမယ်ပြီးတော့ငါတို့ share သုံးမယ်အဲ့လောက်ထိ စဉ်းစားထားတဲ့ plan ကြီးရှိလားအစိုးရအပေါ်မှာအစိုးရဖွဲ့ဖို့ခဏနေဦးဒီလိုမီးပညာ research လုပ်နိုင်တဲ့မီးပညာဖလှယ်ရေးတနင်္ဂနွေလုံးလက်နက်ကင်များတာဘုံရန်သူကိုချိန်မှုန်းဖို့အတွက်အဲ့ဒီအဆင့်အောင်မဖွဲ့နိုင်သေးဘူးဆိုရင်ဖက်ဒရယ်အစိုးရဖြစ်ဖို့ဝေးလိုသေးတယ် တော့ငါတို့လည်းငါတို့ငါတို့ညံချမယ်ကွာမင်းတို့လည်းမလို့လာမပြောနဲ့ငါတို့ငါတို့ရဲ့အဲငါတို့ရဲ့စားကွက်လည်းမင်းတို့မပြဘူးမင်းတို့လည်းမင်းတို့မလို့ရှာအချိန်တိုင်းတော့ငါတို့ဖယ်သူတွေလိုချင်တယ်ငါတို့နေမြေပြီးဆိုတာမျိုးပဲသွားနေကြတာသူတို့အချင်းချင်းဤပညာရှယ်လားအချင်းချင်းစီလုံးညီညွတ်စွာနဲ့စုပေါင်းဆောင်ရွက်သလား မရှိပါဘူးရှိမယ်လည်းမထင်ပါဘူးအဲ့ဒါမျိုးတွေပေါ့ဗျာနော်ရှိနေရင်လည်းဒါကျွန်တော်တို့ကျေးဇူးတင်တာပါဟုတ်တယ်လို့ C3C ဆိုတာတော့ဒီလက်နဲ့ထောက်ပံ့ရေးလမ်းကြောင်းတော့ရှိလို့မှရှိနေပြောချင်တာ supply chain network ပေါ့နော်ခုကဘာပေါ်မှာပြောနေတဲ့ logistic လို့ခေါ်တဲ့ supply chain network ပေါ့မြန်မာနိုင်ငံမှာမင်းအောင်လိုင်းအလွန်ပေါ့ကျွန်တော်တို့ဒေါ်လာရေးအဖွဲ့အနေမြေအားလုံးရဲ့ဒီစီးဆင်းရလမ်းကြောင်းပေါ့

လူတွေမျှဝေတဲ့လမ်းကြောင်းစစ်ကြောင်းရဟုတ်အရန်ရေးကြီးနေတယ်ဗျာဟိုမြောက်ပိုင်းစစ်မြေနာတကူအရှေ့ပိုင်းစစ်မြေနာတကူတောင်ပိုင်းစစ်မြေနာတကူမှာငါတို့အကြခံလို့မဖြစ်ဘူးဒါဆိုရင်ငါတို့တနင်္ဂနွေလုံးရဲ့ငါတို့ရဲ့ train လုပ်ထားတဲ့အရေးချင်းပြည့်မီတော့ဗမာလိုပြောရင်တော့ license ရ qualify တာမျိုးအောင်လို့မှအကုန်ရှိတယ်သူတို့ကြိုက်သလိုကပါတနင်္ဂနွေလုံးလူရွှေလို့ရတယ်ကြိုက်သလိုသူတို့လက်နက်တွေထုတ်လုပ်ပြီးတော့ပြောင်းလို့ရတယ် နောက်ဆုံးမရသူရရင်လားချတာပဲပြောချင်တာကဟိုမင်းအောင်လိုက်အကုန်လုံးနေတာမဟုတ်ဘူးမင်းအောင်လိုက်အောက်မှာလှုပ်ပေးနေတယ်ရက်ခါပို့လမ်းကြောင်းလက်နဲ့ပို့လမ်းကြောင်းလူပို့လမ်းကြောင်းဒီပညာထောက်လို့ရလမ်းကြောင်းအဲ့ဒါတွေအားလုံးသူ့လို့သူ့အကုန်လုံးနေတာအဲ့ဒီထဲမှာမှထောက်လို့ရလမ်းကြောင်းအဲ့တော့အန်ယူဂျီမှာလည်းအန်ယူဂျီဝန်ကြီးတွေအကုန်မလုံးနိုင်ဘူးအောက်မှာလှုပ်ပေးနေတယ်အဲ့လိုဖက်ဒရယ်တစ်ခုအရာစုစည်းဖို့ရပြီလား ဲ့ဒါမရပဲနဲ့အပေါ်ကနေအစိုးရအစိုးရထိုင်အောင်နေလို့အဲ့အဲ့ဒီအသေးဖွဲလေးနေတော့စုလို့မရပဲနဲ့အစိုးရဘယ်လိုလုပ်စုလို့လွယ်မလဲအဲ့တော့အများကြီးကျွန်တော်တို့မေးစရာရှိတယ်။ငါတို့ဒီ all in one ဆိုတာကိုမင်း online ကိုမပြနိုင်သူကြီးမင်း online ကအသာစီးချနေမှာပဲအဲ့တော့အဲ့ဒါကကျွန်တော်ထင်တယ်လက်နက်ကင်အားလုံးနဲ့ဆိုင်တယ်အခုကျွန်တော်ပြောသလိုပဲနီးပညာဖလှယ်ရေးကော်မတီနော်မ research လုပ်ရေးကော်မတီတို့သူမျိုးလည်းလက်နက်အသစ်အစမ်းများနော်မကိုယ့်စီမှာရှိတဲ့ဒီ firing power ကို boost လုပ်မယ်ပေါ့အားဖြင့် အဲ့ဒါကိုလက်နဲ့ရှာဖွေနေတဲ့လမ်းကြောင်းဝယ်နေတဲ့လမ်းကြောင်းထုတ်မဲ့လမ်းကြောင်းဤပညာလမ်းကြောင်းအဲ့ဒါကိုအချင်းချင်းရှယ်နေတော့အာမဟုတ်ငါတို့ကတော့ရှုပ်ထားတယ်ကွာငါဝကွာငါမင်းတို့ဘာလို့ပေးရမလဲငါကူကန့်ကွာငါက KNU ကွာမင်းတို့ NUG ဘာလို့ငါတို့ကပေးရမလဲလူချင်းငါတို့ဇေယျဘွယ်ငါတို့ဆေးရခေါ်အဲ့တော့ तू လည်းမထုတ်တဲ့ကိုလည်းမထုတ်တဲ့ तू လည်းမရကိုလည်းမရနဲ့မြောက်လိုက်တော့အဲ့ဒါကိုစူပေါင်းအားနဲ့ကောင်းကောင်းလုပ်ပြီးတော့ သူတို့ရဲ့အားနည်းချက်တွေကိုပြန်ပြင်နိုင်တယ်သူတို့ drone တွေအသုံးမကျဘူးသူတို့ကောင်းတဲ့ drone သုံးလာတယ်အဲ့လိုမျိုးပေါ့သူတို့ဒီကနေမြေပြင်စစ်ကြောင်းထိုးမရဘူးယူရီးယားဆိုးရွားကိုပြောပြီးတော့ယူရီးယားမြေပြင်တွေကနေဖြတ်ပြီးတော့မနေ့ကဆိုစစ်ကြောင်းထိုးပို့လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဘက်တော့ဒီနေ့နှိမ့်နေလိုက်ပြီ။ဒါမျိုးတွေပေါ့အဲ့တော့ data အဲ့ဒါအားလုံးကဘယ်သူနဲ့ဆိုင်လဲသိလား political world လို့ခေါ်ရင် stakeholder အားလုံးရဲ့ခေါင်းဆောင်တွေနဲ့ဆိုင်တယ်။ဒါကြောင့်မင်းအောင်လိုင်းတို့ပန်းပန်နေတာ state ဟူတာအလုံးရဲ့ political will မရှိဘူးဆိုရင်မညီညွတ်ဘူးပဲအောက်ခြေကရဲဘော်ကတော့မာသိမှလေဗျာဝါရဲဘော်ပဲဖြစ်ဖြစ်တအောင်ဘလောင်ရဲဖြစ်ကိုကောက်ရဲဖြစ်ဖြစ်ကချင်ရဲဘော်ဖြစ်ဖြစ် PDF ပဲဖြစ်ဖြစ်ဒီဒီကျွန်တော်တို့ဒီကရင်ဒီရဲဘော်ပဲဖြစ်ဖြစ်အေးရဲဘော်ပဲဖြစ်ဖြစ်နော်ဘုံနဂါရဲဘော်ပဲဖြစ်ဖြစ်ကိုစောက်ခရဲဘော်ပဲဖြစ်ဖြစ်အမူဒီယာရဲဘော်ပဲဖြစ်မန္တလေးပြည်ရဲရဲဘော်ဖြစ်ဖြစ် KNU ရဲဘော်ဖြစ်အောက်ချီရဲဘော်ကတော့သူစိတ်နဲ့သူပြောမှာပေါ့ မကျင်နိုင်ထိုးကြကြကြလို့ဒါပေမဲ့ဒါတွေအားလုံးဒီအပေါ်ကနေခေါင်းဆောင်တွေရဲ့ political way နဲ့ဆိုင်တာပြောချင်တာက policy က bottom up မသွားဘူးနော် top down ပဲစဉ်းစားကျွန်တော်တို့က federal federal unit ကို bottom up ဆိုပြီးကျွန်တော်တို့ကပြောနေကြတယ်လက်ခံနေ အဲ policy ချတာ bottom up သွားလို့မရဘူးအဲ့ဒါ democracy စနစ်မှာ bottom up သွားလို့ရတာအဲ့လို democracy စနစ်ဆိုတော့ချပြလို့ရတယ်အောက်ခြေမှာနှိမ့်နိုင်လို့ရတယ်ဆွေးနွေးလို့ရတယ်နော်အဲ့ဒါတို့သူ agile လို့လည်းတခါတလေသုံးတယ် agile ပေါ့နော် agile agile management လေ agile ပေါ်ပေါ်ဒီ agile ကိုရလား agile ကိုရလားမျိုးကျွန်တော်အင်္ဂလိပ်စကားမှားမယ် agile ဒါဒါဒီ project management ညီမသုံးတာအဲ့ဒါကကျွန်တော်တို့ကဒီ ညှိနှိုင်းဆွေးနွေးလို့ရတဲ့အနေအထားမျိုးကိုပတ်ဝန်းကျင်ကိုဖန်တီးပေးမှရမှာ။အခုမြန်မာနိုင်ငံအနေအထားကဒီလောက်စစ်ပွဲတွေတဒိမ့်ဒိမ့်နဲ့ဒီလောက်မညီမညွတ်ဖြစ်နေတာအပေါ်ကနေတော့တောင်းဆင်းမှရမှာ။အပေါ်ကခေါင်းဆောင်တွေက political ဝဲအနေနဲ့ဆုံးဖြတ်ဆုံးဖြတ်ပြီးတော့အဲ့ဒါအားလုံးကိုအောက်ခြေကိုချပေးလိုက်ဒီတိုင်းလိုက်နာရမယ်ဒါပဲ။ဒါမင်းအခုကအဲ့ဒီ political ဝဲမရှိဘူးကျွန်တော်တို့မှာ။ဆိုအန်ယူဂျီကလည်းတတ်တတ်ဖြစ်နေတယ်။ကိုကကိုလက်နက်ကင်နဲ့တခြား အဖွဲတွေကလည်းတတ်တတ်ဘုံငကားတို့လိုအုပ်စုတွေပြောချင်တာကိုစောင်းခါတို့ဘာသူကဘသူဘသူမှတို့ကအဘယ်မောတက်စားမကောင်းဖြီးဖြီးရတည်နေတာအမတိုင်းသားလက်နဲ့ကန်တွေကလည်းတတ်တတ်အားလုံးဒီဟိုဟိုခစ်စကားနဲ့ပြောရင်ဟုတ်ကစ္စကားနဲ့ပြောရင် ကျွန်တော်တို့ကသူသူလူငါသမင်းပုံစံဖြစ်နေတယ်ဥမမာအခုဒီမင်းအောက်ဆေးရုံကိစ္စဟာတိုင်းသားကောင်းဆောင်နေနဲ့ဆွေးနွေးပြီးပြီလားဖြစ်နိုင်မဖြစ်နိုင်ယုတ်တိရှိမရှိမစအဲ့ဒါမဟုတ်ဘဲနဲ့ NUG ကိုသဘောနဲ့ကိုဆုံးဖြတ်လိုက်တာဒါမျိုးတွေပေါ့ဗျအဲ့လိုပြောရင်ဇာဆရာဇော်ဝေဆိုးကိုဒါစော်ကားတာမဟုတ်ပါဘူးဆရာဟိုဖြစ်သင့်ဖြစ်တတ်တာကိုထောက်ပြတာ ဆရာပြောတဲ့ယူရချက်အရန်ကောင်းနေဆရာပြောတဲ့ကျမ်းမာရေးဝန်ထမ်းတွေအေးအေးဆေးဆေးအားယူဖို့လိုတာကျွန်တော်အပြည့်အဝလက်ခံတယ်ကျွန်တော်လည်းဆေးရုံမှာလုပ်နေတာနော်ကျမ်းမာရေးဝန်ထမ်းတွေ operation လုပ်ဖို့ဒီပြည့်ဝတဲ့လုံခြုံမှုမရှိရင်ဘလို့အရေးကြီးတဲ့ကိစ္စလေဘယ်ကျွန်တော်ပြည့်ဝနားထောင်တယ်ဒါပေမဲ့တော့တည်ငြိမ်တဲ့အဲအဲပတ်ဝန်းကျင်လိုတယ်နော်ဟိုဒီဒီဒီဆေးရုံလိုတယ်ပေါ့ဒီဆေးကန်း operation တွေတိုင်းလောအပြည့်အဝကျွန်တော်လက်ခံတယ်ဒါပေမဲ့လက်တွေ့ implementation လုပ်ဖို့ကကျွန်တော်တို့အနေထားအခက်အခဲအများကြီးရှိတယ်။သတင်းပေါက်ကြားနိုင်တယ်။ပြီးကျွန်တော်တို့ကဒီလေချောင်းကိုလည်းမတားနိုင်သေးဘူး။လေချောင်းကိုမတားနိုင်ပေတဲ့နောက်တဲ့လေချောင်းအန်ဒီရယ်ကိုဖိတ်ခေါ်သလိုမျိုးမဖြစ်ရလေအောင်လည်းကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်။ဒါကိုကျွန်တော်ထောက်ပြချင်တာ။ကျွန်တော်တို့လေချောင်းကိုမတားနိုင်ဘူးဆိုတာကျွန်တော်တို့ဝန်ခံရမယ်။ဒါအရှိတရားဗျ။သူတို့ကိုထိုင်ဆဲနေလို့ဒီပြဿနာပြီးသွားမှာမဟုတ်ဘူး။တော့ဒါကိုကျွန်တော်တို့ရှောင်လွဲဖို့အတွက်တခြား စင်ပြေမဲ့အလုတ်ဖြစ်မဲ့နီလန်းတွေကိုပဲစဉ်းစားရမှာဒီချိန်မှာကစေတရင်တွေဖွဲ့ဖို့လိုနေတဲ့သဘောရှိတယ်မတတ်နိုင်ဘူးကျွန်တော်တို့ကအဲ့ဒီလေအဲ့ဒီလူတွေကဟို KNU မှာအဲ့လိုမျိုးလုပ်သွားတာကျွန်တော်သိကျွန်တော်သိထားတာ၄ရှိတယ်အဲ့တော့စေတရင်တွေကအရေးပေါ်ပဲအရှိကမ်းမှာပဲလိုက်ခွဲပေါ့ဗျာကဲလို့ရတဲ့လူကဲပေါ့ဗျာနောက်တန်းပို့လိုက်တဲ့လူပို့ပေါ့မပို့နိုင်တော့လည်းမတတ်နိုင်ဘူးပေါ့ဗျာဘယ်လိုလုပ်မလဲ အဲ့ဒါကြီးကိုငါတို့ကမဖြစ်ဖြစ်အောင်စေယုံကြီးတွေတိဆောက်ပြီးလူနာတွေကိုဒါကျွန်တော်လက်ခံတာပေါ့ဗျာလူသက်ကိုခဲတာအလွန်အမတန်ကောင်းတယ်ဒါလက်ခံတယ်ဒါပေမဲ့လက်တွေ့ implementation လုပ်ဖို့နောက်တစ်ခုကဒါကဦးတရှိုးတလန်နေကိစ္စကနေပြီးတော့ဒီဒီအဲ့တော့ကျွန်တော်တို့မှာအရေးကြီးဆုံး risk တစ်ခုရှိတယ် risk assessment လုပ်မယ်ဆိုရင်ဒီမြေအောက်စေယုံကိုလုပ်ပြီးရင်အဲ့ဒီမြေအောက်စေယုံကအသေးဖြစ်သွားပြီအဲ့နေရာရွှေ့လို့မရတော့အဲ့ဒါဒီ စစ်ကောင်စီတီးသွားရင်အလွန်အမတန်အန္တရာယ်ကြီးတော့နေရအဲ့ဒီမြောက်တဲမှာဟိုကဘုံကျဲချလိုက်မော်တော်ဆာများကိုကတော့ဘုံတန်ခံနိုင်တယ်ပြောပြောပြိုဆင်းသွားရင်အောက်ထဲမှာရှိတဲ့ဆရာဝန်တွေရောဆေးဆေးလူနာတခါတည်းအစုလိုက်အပြုံလိုက်မြေမြုပ်ပြီးသားပြောသွားမှာအပေါ်မှာတော့ပြေးလို့လို့သေးတယ် risk assessment ကစဉ်းစားမယ်ဆိုရင် very 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 high risk ပြဘာကျွန်တော်တို့က vulnerable လို့ပြောတယ် အလွန်အမတန်အန်ဒီရရှိနေတဲ့အချိန်ကကျွန်တော်တို့ဒီသူတို့ရဲ့တရှိုးတလန်ကိုမတားနိုင်ဘူးသူတို့ရဲ့ဒီတရှိုးတွေရဲ့တရင်ပေးမှုကိုကျွန်တော်တို့မတားနိုင်ဘူးအဲ့တော့ဒါဒီအားလုံးကကျွန်တော်တို့စဉ်းစားစရာတွေရှိတယ်ဒါကိုဆိုလို့ကျွန်တော်အတိုင်းသားတွေတုန်းကဘယ်လိုလုပ်သလဲဒါတွေအားလုံးကိုကျွန်တော်တို့အတူယူသင့်တယ်။ဘာလို့လဲသူတို့လည်းနေမြေတွေမှာတော်တော်များများလုပ်နေကြတာပဲ ဒါပေမဲ့စကိုင်းလိုနေရာမျိုးကြတော့တိုင်းသားတွေနဲ့မတူတာကတောတောင်မရှိဘူးဗျာသိလားတိုင်းသားတွေကအခြေခံပြုထားတာကဒီနေဆက်ဒေသတွေမှာတောတွေတောင်တွေကြီးပဲကချင်ကြီးမလားရှမ်းကြီးမလားကရင်ကြီးမလားကရင်နေကြီးမလားစကိုင်းကြတော့အဲ့လိုတောတောင်ခိုးစရာမရှိဘူးအော်စကိုင်းကြတော့မြေပြန့်ကြီးဖြစ်တာဖြစ်တဲ့အတွက်မြေအောက်ဥမင်လန်ကောင်တစ်ခုကပဲလုံးဖို့ကအဆင်ပြေတယ်ဒါကြောင့်လေအဲ့လိုစဉ်းစားတာဖြစ်နိုင်တယ်ဒါလက်ခံတယ်ကျွန်တော်အပြည့်အဝလက်ခံတယ်နော် အဲ့တခြားနီးအဓိကပတ်စံပြเนาะပတ်စံရဲ့အရင်းမြစ်သုံးရမှာရဲ့အချိန်ယူရမှာရဲ့အဲ့တော့ဖြစ်ပြနေတဲ့အရာအများအားလုံးကဟိုကျွန်တော်တို့စဉ်းစားစရာတွေရှိတယ်ဒီတရှုတလန်ကိစ္စဟာကျွန်တော်တို့အလွန်အမတန်အန္တရာယ်များတဲ့ကိစ္စဖြစ်တယ် ဒါကိုကျွန်တော်တို့ကစိတ်လူပါချောင်ဝန်တရိယဗျာပြောချင်တာပါချောင်ဝန်တရိယစိတ်လူလက်ရည်လည်းမတုံ့ပြန်မလိုက်လဲအကုန်လုံးရှုပ်ကုန်ဟိုအချင်းချင်းမယုံမကြည်ဖြစ်သွားစေနိုင်တယ်မသင်္ကာဖြစ်နိုင်တယ်အဲ့ဒါတွေးကွဲစရာဇလန်းတွေအများကြီးဖြစ်နိုင်တယ်အဲ့တော့သတိထားမယ်အမှန်ပဲဒါမင်းအဲ့ဒါကိုလိုအပ်တာနဲ့ပုံမတုံ့ပြန်ဘူးလေလို့တယ် ကျွန်တော်တို့အမြဲတမ်းကြွေးကြော်နေတာရှိတယ် BBC မှာတောင်ပြသွားတယ်လေ watermelon တဲ့ watermelon လေ BBC မှာတော့ဒီနေ့ဒီနေ့ဒီအာဒီ documentary series အနေနဲ့ BBC ရဲ့အောင်မြင်တဲ့ series တစ်ခုပေါ့ watermelon လေအားလုံးမှတ်ပြီးကြပါလားမှတ်မိပါသလား yes or no ဖယဲသည်လေဖယဲသည်တော့ကိုလည်းဖယဲသည်ရှိတယ်ဆိုပြီးတော့ကြွေးကြော်ပြီးတော့ပျော်ခဲ့ကြသလို ကို့ထဲမှာလည်းသူတို့ဖယဲသည်ရှိမယ်ဆိုတာကိုထဲထွက်ထားဖို့လိုတယ်အပြန်လမ်းမေး ပြောချင်တာကကျွန်တော်တို့လည်းဖျဲသည်ဖျဲသည်ပဲနဲ့ကျွန်တော်တို့ပြောခဲ့ကြရတယ်ပေါ့နော်ထိုနည်းလေကောင်းမယ်ဆိုသူတို့လည်းဖျဲသည်မွေးထားမှာပဲဒါအရှိတရားပဲဒါကိုဘယ်လိုတားမြစ်ရမလဲဆိုတာကတော်လိုင်းကြီးတပ်သားတိတွေကိုလက်ခံတဲ့နေရာမှာတပ်သားတိတွေကိုလက်ခံပြီးတဲ့နေရာမှာစောက်ကြည့်မဲ့နေရာမှာတရင်တိုင်းမှာထောက်လိုက်ရရှိရမယ်ပေါ့ဗျာဟုတ်တော့မလား ဒါတွေအလုံးဒီသူတက်ဖွဲ့စည်းမှုနဲ့တိုင်းသားတွေလည်းဒီလိုပဲလုပ်ခဲ့တာပဲလीနော်ဟိုတယ်လီဖုန်းတွေပြီးသုံးနေကိစ္စတွေပေါ့နော်တယ်လီဖုန်းတွေလွယ်လွယ်ကူပြီးသုံးနေတဲ့ကိစ္စတွေအပြိပလောကနဲ့လွယ်လွယ်ကူဆက်သွယ်ခိုင်းနေတဲ့ကိစ္စတွေအဲ့တော့အများကြီးပြောစရာရှိတယ်ဒါကြောင့်ကျွန်တော်တို့က se llegó ve usaba pisis ya ni pido de go kuni ya na bo ya no a ver pido a todo ni dar ya ya Alors, ကျွန်တော်တို့ဘက်ကလည်းမြေအောက်ထောက်လိုင်းကြီးကျွန်တော်ဟိုပြီးခဲ့တဲ့ရက်ပိုင်းမှာပြောတယ်ဘလောက်ထိအားကောင်းတယ်လဲဆိုပဲပုံမှန်မူတည်တယ်အဲ့တော့ကိုယ့်ဘက်ကလည်းထောက်လိုင်းကြီးအားကောင်းဖို့လူတွေအဲ့ထောက်လိုင်းကြီးကိုဥဆောင်တဲ့လူတွေကလည်းယူသားဖို့လူတွေအရေးချင်းရှိဖို့လူတွေပေါ့အဲ့တော့ ဖြစ်ပြနေတဲ့အနေအထားများအရာကျွန်တော်တို့တော်လှန်ရေးဟာအလွန်အမတန်အရှိကိုဆက်သွားနေတယ်။မြေပြင်မှာသူတို့ဘလို့မှတိုက်လို့မနိုင်ဘူး။ဒီနေ့ယူရီးယားနေဝင်လာတဲ့စစ်ကြောင်းကို KNU ဘက်ကနှိမ်နှင်းလိုက်နေတာကအလွန်အမတန်ကောင်းတဲ့သင်ခန်းစာဖြစ်တယ်။ကိုယ့်နေမြေကိုပိုင်နေလာခဲ့ပြီ။ AC ဘယ်လိုလာခဲ့။မတို့ရောက်လာတွေ့မှာပဲ။ ြီးတော့စစ်ကောင်စီကကရင်နယ်မြေမှာလာရင်သူ့ကိုထောက်ခံတဲ့ဘဲပြည်သူတယောက်မှမရှိဘူးသူ့ကိုသတင်းပေးမဲ့လူကြီးပဲရှိတယ်မနေ့ကဆိုရင်သူတို့ဝင်လာတဲ့စစ်ကြောင်းကိုဒီအရက်သားပြည်သူကဗီဒီယိုရိုက်ပြီးတော့ online တင်လိုက်လို့ကျွန်တော်တို့တောင်ကြည့်လိုက်ရတယ်အဲ့တော့အဲ့ဒါအရှိတရားပဲအဲ့တော့ကျွန်တော်တို့ဘက်ကစစ်ရေးကိုဦးစားပေးမယ်ဒီ ဖောင်းပွားနေတာကိုကွန်ပက်ပေါ့နော်ကွန်ပက်ပေါ့ဒီကြီးကြီးလေးလေးတက်တိတ်သီးသီးနဲ့တေချာဖွဲ့စည်းမယ်ဒီစိတ်တသားတွေကိုတေချာ train လုပ်မယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေလုပ်ပြီးတော့ပဲကျွန်တော်တို့ကဆက်သွားအခုလည်းလှုပ်ထားပြီးသားပါအခုလည်းစိတ်တက်ရင်းနေရှိပါတယ်ဒါအဖွဲ့တိုင်းမှာရှိပါတယ်ဒါကျွန်တော်က ဟိုမသိလို့ပြောနေတာလည်းမဟုတ်ပါဘူးဒါပေမဲ့ခတ်တာကကျွန်တော်တို့ကပတ်စံလို့နေတာအပြတ်တမ်းဟိုပတ်စံကခေါင်းစဉ်မျိုးစုံအောက်ကနေဒီအလှခနေတာဖြစ်တာ ဖြစ်တဲ့အတွက်ဟိုလှူနိုင်တဲ့လူအင်အားက constant ဖြစ်နေတယ်ကိန်းစီဖြစ်နေပြီအဲ့တော့မထီရောက်ဘူးပေါ့ဗျာ ပြည်သူတွေကတော့အေးချမ်းစွာနေဖို့မဖြစ်နိုင်ဘူးဗျ။အဲ့တော့ပြည်သူကအေးချမ်းစွာနေဖို့လုံးဝမဖြစ်နိုင်ဘူးစစ်ပွဲဖြစ်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကပြည်သူကိုဒုက္ခမပေးရင်လည်းမင်းအောင်လိုင်ကဒုက္ခပေးမှာပဲပြည်သူတွေကအစင်သစ်ပြင်ဆင်ထားဖို့ပဲလိုတယ် စစ်ပွဲအချိန်ကတက်လာဖို့ပဲရှိတယ်။စစ်ပွဲအချိန်များလာတာနဲ့အမြမင်းအောင်လှိုင်တို့ဘက်ကဖြက်စီးတာလည်းပုံများလာမှာတဲ့အမှန်ပဲ။ကျွန်တော်တို့ပြည်သူကအစီအသင့်ဖြစ်နေမှာရမယ်။အရေးကြီးဆုံးကမင်းအောင်လှိုင်တို့ဘက်ကတကယ်တိုက်နေတဲ့စစ်သားတွေပေါ့ဗျာ။တတ်မှုတွေအမြင်မှန်ရရင်တော့ လွယ်လွယ်ကူကူနဲ့လက်နဲ့ချလိုက်ရင်တော့ကျွန်တော်တို့နဲ့ပူပေါင်းလိုက်ရင်တော့ပြည်သူတွေအသက်သာတာနည်းသွားမှာပေါ့ဗျာ